1384ခုနှစ်နှစ်တော်လပြည့်ကျော်ရှိရ2013ခုနှစ်ဇန်နဝါရီလ5ရက်ဗန်လေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်ပေါင်းလဲကျောင်းတိုက်မဟာအောင်မြေရွှေသားလျောင်းဓမ္မပိဋကတော်ကြီးအတွင်ဆင်းရင်ကျင့်ပါပြုလုပ်အပ်သည်မမျိုးစေမိသားစု၏သုထချင်းမြောက်ဓမ္မသဘင်ခန္ဓာဝဲ နိဗ္ဗာန်များကိုမူထား၍သုဒ္ဓမမဏိသောတတရဥအောင်နိုင်စေတိရိသူရမတင်ကြီးတော်မြင့်မြင့်နွယ်သာမောင်ဟိန်းသူမောင်ငိမ့်ခန့်ကျော်တိရွှေစင်ရွှေဆိုင်မိသားစုတို့အမတဒါနဓမ္မဒါနဖြစ်ဖြစ်ဟောကြားအပ်တော်တိခံခြင်းနဲ့ကိုချင်းတရားထိမ့်သိမ့်ခြင်းအကြောင်းတရားဒေသနာတော်ဒီနေ့ညတပတ်တွင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖျားဤ မဟာကရုဏာကုံကိုအာယုပြုကာတိကျုဖဆောအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်စုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပဂေါတိဟိပိယပမေယံကာလံကရွန်တော်အတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတ္တတ္တ ယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီပွားလိုလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပကောတိဟိပိဂရေကဘာအေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မီယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသော ကာလံလေးအသင်္ချေသိတိကဘာရှိကြတော့ကာလပတ်လုံးလောကဟိတယသတ္တလောကဤအကျိုးစီးပွားအလုံးသာအတိဒုက္ခရာဏိဥစ္စာ အသက်ခြင်းလည်းအင်္ဂါမိတ္တကြီးမှသမိတာနှင့်တထာဇနီဆွန်ရင်းကြီးဟုကြတိထဝေငါတို့အစုအလုံးခဲ့ရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတ်တော်မူရသည်ဖြစ်ပြီး ခေရန်လက်ချင်းမျက်လုံးအတဆုံးလျက်နှလုံးစေဝံကိုရောဤပြမညင်းတို့ကတောဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာနေပြီမဟာကရုဏီကတတတဝါများယင်ဝဲတာကဲ့သို့တနာချိခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတန်တနာတတဝေနေရများစွာတတဝါဤ ချမ်းသာစီပါလိုလာတောင်းတာဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအာနမောယုသိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မတွေ့ဖြစ်ပါစေတည်း သိခံခြင်းနဲ့ဘုရင်တရားကောင်းမွန်ခြင်းဒီအရေးချင်းနဲ့ရသူတော်သူမြတ်တို့မှာရှိတဲ့ရှိတိုက်တဲ့အရေးချင်းနဲ့ရလောကမှာနေထိုင်ကြတဲ့အခါမှာဒီဥဒျောက်တဲ့နေထိုင်တာမဟုတ်သည့်အတွက်ကြောင့်သိခံခြင်းဆိုတဲ့ဂုံကြီးဟာအများနဲ့ဆက်ဆံတဲ့အခါမှာ အလွန်အရေးကြီးတဲ့ဂုဏ်ကြီးတစ်ခုဖြစ်တယ်ဒါတည်းမကဘူးသဗ္ဗေပိကုသလဓမ္မာခန္တရာယတ္တာဝဝတ္တရေတဲ့ကုသိုလ်ရဖို့အတွက်အရေးကြီးဆုံးကသိက္ခာမှုပဲပေါ့အဲ့တော့သိက္ခာမှုမရှိရင်ကုသိုလ်တောင်မရနိုင်ဘူးလို့ဒီလိုဆုံးလို့ရတယ်ဒါကြောင့်မို့သိက္ခာခြင်းဆိုတဲ့ကျင့်တရားသူတော်သူမြတ်တို့ရဲ့အည်သွေးဖြစ်တာမို့ ဘုရားလောင်းတော်တွေဟာပါရမီဖြည့်တဲ့အခါမှာခန္တီပါရမီဆိုတာကိုတည်တည်တတ်တတ်ဖြည့်စည်းရတယ်အဲ့တော့လူတော်လူကောင်းဖြစ်ဖို့ထူးခြားတဲ့အရေးချင်းတွေနဲ့ပြည့်စုံဖို့ဆိုတဲ့အခါဒီတိခဉ္စဆိုတဲ့ခန္တီတရားဟာအရေးပါတဲ့တရားဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဘုရားဖြစ်သူရောက်လာတဲ့အခါခန္တီပရမန်တဘောတိဋ္ဌာလို့ ရန်တော်တွေကိုသလကိုနှစ်ကြိမ်နှစ်ကြိမ်ဒီစကားမိန်ကြားတယ်ဩဝါဒပါတိမောက်လို့ဆိုတဲ့ခန္ဓာထဲမှာခန္တီပရမန်တဘောတိဋ္ဌခါဆိုတဲ့စကားလုံးမြတ်စွာဘုရားရန်တော်တွေကိုတလနှစ်ကြိမ်ဆုံးမဩဝါဒပေးတဲ့ထဲမှာထည့်သွင်းဟောကြားထားတယ်ဘလို့အရေးပါတယ်ဆိုတာဓမ္မတိတာထင်ရှားတယ်ပေါ့ပြရောကောင်းနေရဲ့ကြီးမားတဲ့ အင်အားစွာအားတစ်ခုပဲလို့မရင်ကျက်ခင်တုန်းကခန္တီပါရမီကိုဖြစ်ကျင့်ခဲ့ကြဖြစ်ကျင့်လာတဲ့အခါမှာခန္တီပါရမီအထွတ်ထိပ်ရောက်လာပြီဆိုတဲ့အခါဘုရားဖြစ်သူရောက်တယ်ရောက်ပြီးတဲ့အခါမှာဟောဒီခန္တီပါရမီတိခန့်ခြင်းရဲ့ဒီအရေးပါမှုကိုတပည့်တော်ဝကတွေအားလဲလိုက်နာကျင့်သုံးဖို့ဆိုပြီးမြတ်စွာဘုရားဆုံးမဒါကို အမတ်တမဲ့မနေဘူးပေါ့နော်ပြီးခံတယ်ဆိုတာကိုလူတွေကအရှုံးပေးတယ်လို့မြင်နေကြပြီးခံတာအရှုံးပေးတာမဟုတ်ဘူးအနိုင်ယူတာသာဖြစ်တယ်လောကလူသားတွေရဲ့ရှုံးရင်းနိုင်ရင်းလို့သတ်မှတ်ချက်ဘုရားမြတ်စွာရဲ့သတ်မှတ်ချက်နဲ့အမတန်မှကွာခြားတယ်လောကလူတွေကကိုယ်ကပြန်မပြောလိုက်ရဘူးဘာမှမလုပ်လိုက်ရဘူးဆိုရှုံးနေလို့ထင်နေတာတကယ်တော့ကိုယ်ကအနိုင်ရလိုက်တာလို့ အနိုင်အရှုံးဆိုတာသေးသေးချာချာတွက်ချက်ပြီးတော့ကြည့်တဲ့အခါဘိက္ခံဘုရားနိုင်လိုက်တယ်ဆိုတာအမတမထင်ရှားသာရကတစ်ခုကိုနိုင်ရှင်ပြီးတော့ကြည့်လေမြတ်စွာဘုရားနဲ့ဒေဝတ္တရှင်တွဲပြီးတော့ပေါ်ပေါက်လာတာဆွေမျိုးထဲမှာမြတ်စွာဘုရားကိုဆန့်ကျင်မဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့ညီကိုဝမ်းကွဲတော်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်များမကလူဘဝကရောက်ဖဆိုတဲ့ မြို့တိုင်းဝိုင်းထဲတောင်ရောက်လာသေးတာအဲ့ဒီနှစ်ဦးကိုပဲနှိုင်းရှင်ပြီးတော့ကြည့်မြတ်စွာဘုရားကမြေဓုသဖွဲသိခံမှုစွမ်းအားနဲ့ပြည့်စုံတယ်ဒီဝရကလုံးဝသိခံနိုင်စွာမရှိတဲ့ပုဂ္ဂိုလ်အဲ့တော့သိခံသူနဲ့သိခံမှုမရှိတဲ့ပုဂ္ဂိုလ်သိခံသူကိုစော်ကားတဲ့ပုဂ္ဂိုလ်ဒီဝရနဲ့မြတ်စွာဘုရားဒီဝရဟာမြေရှိုးသွားရတယ်နောက်ဆုံးဒါမှအပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့ လောကလူသားတွေအနေနဲ့ကြည့်မယ်ဆိုရင်ဘုရားနဲ့ဒီဝရ950ဇတိမှာကြည့်ရင်ဘုရားလောင်းကရှုံးတယ်လို့ဒီလိုထင်ကြမှာဘုရားဖြစ်တဲ့ဘဝတောင်မှပဲဒီဝရရဲ့စော်ကားမှုတွေကိုအများကြီးခံရနောက်ဆုံးမှာဆုံးဖြတ်ပေးတဲ့အချိန်မြတ်စွာဘုရားအနိုင်ရတယ်လို့ပဲပြောဒီဝရကဝန်ချတောင်းပန်ပြီးတော့ဘဝတစ်ခုခြုံငိမ့်ပြီးတော့သွားနောင်တရပြီးတော့မြတ်စွာဘုရားအပေါ်မှာ သီခံခွင့်လွတ်ဖို့ဝင်ချပြီးတော့မှဘဝတစ်ခုဆုံးသက်သွားတယ်။အဲ့ဒီဝင်ချသွားမှုလေးဟာသူ့ရဲ့နောက်ဆုံးကြံရှိတဲ့သူတို့ကောင်းအယီချင်းလေးတစ်ခုဖြစ်သွားတယ်။အဲ့သီခံမှုဆိုတာဟာပါရမီပြည့်လာတဲ့ဘုရားမြတ်စွာအဖို့မှာအိဆာမရှိလောက်အောင်ကြီးမားတဲ့သီခံမှုကိုရှိတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကိုကြီးညိုလေးစားတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာသီခံမှုဆိုတဲ့ ခန္တီတရားကိုလက်ကင်ထားဖို့ဆိုတာအရေးကြီးတယ်လို့ဒီလိုမှတ်သားအဲ့တော့တိခဏ်နယ်လို့ဆိုတဲ့နေရာမှာတိခဏ်ဇရာတွေကဘာတွေရှိသလဲလို့ဆိုတိခဏ်ဇရာတွေကိုလိုက်ကြည့်မယ်ဆိုလို့ရှိရင်ကို့အပေါ်မှာစော်ကားပြောဆိုတဲ့ဇာတ်တမျိုးတည်းတင်တိခဏ်ဇရာမဟုတ်ဘူးကို့အပေါ်မှာစော်ကားပြောဆိုတဲ့ဇာတ်ကလည်းတိခဏ်နယ်ဝိသနာမှာဖြစ်ပြလာတဲ့ ဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေကိုလည်းသိခံတယ်။ယာတိဥရုဓာန်တွေကိုလည်းပဲသိခံတယ်။သိခံပြီးတော့လုံးတဲ့လုံးထိုက်တာကိုဆက်လုံနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်။ဒါကြောင့်မို့ချင်းစင်နေတဲ့မှာခမာပฏิပဒါဆိုသိခံတဲ့အကျင့်ဟာဒါတွေနဲ့ပတ်သက်လာတယ်။အဓိဝါဒကမိမိပေါ်မှာ ဘယ်အရာတွေပဲဖြစ်ဖြစ်သူများကစော်ကားတဲ့အရာတွေလဲကိုယ့်ပေါ်မှာတင်ထားလိုက်တယ်ပြုံးဖယ်မချဘူးဆင်းရဲဒုက္ခတွေကိုလည်းပဲတွန်းဖယ်မချဘူးလက်ခံထားလိုက်တယ်အဲ့ဒီလိုလက်ခံထားနိုင်တဲ့စွမ်းဟိတ္တတိတွေကိုယ်စိတ်ဟာတုံလုံးခြောက်ခြားခြင်းမရှိဘဲနဲ့အရာရာကိုရင်ဆိုင်ပြီးတော့စိတ်အားမပြတ်ဖယ်နေတာဒါသိခတ်တယ်လို့ပြောတာလောက မင်္ဂလာတရားတွေထဲမှာလည်းပဲသိခံမှုဆိုတာအလုံးပါပါရှိပြီးတော့နေတယ်အဲ့တော့ခန္တီဆိုတဲ့သဘောတရားလေးကိုစကလုံးကဖော်ပြတဲ့အဓိပ္ပာယ်လေးနဲ့ပို့ပြီးတော့မှတ်သားလို့မှတ်သားချင်မယ်ဆိုရင်ထင်ရှားနိုင်တယ်ပေါ့ခန္တီဆိုတဲ့စကလုံးကိုဗျာကရုံးကျမ်းနေမှာဖွင့်ဆိုတဲ့ စကလုံးရဲ့အနှစ်သာရနဲ့ချိန်ပြီးပြောမယ်ဆိုရင်ခန္တီဆိုတဲ့စကလုံးဟာခမှုဆိုတဲ့စကလုံးအရင်မြက်ကလာတာခမှုဆိုတဲ့စကလုံးအရင်မြက်ကိုအတိပဲဖွင့်ဆိုတဲ့အခါမှာခမှုသဟနေစွန့်ရတ္တိရှိခြင်းဆိုတဲ့သဟနခန္ဓာရရှိခြင်းဆိုတဲ့အတိပဲခန္ဓာရဆိုတဲ့အတိပဲဟာဒီ စန့်ကျင်ဘက်တွေလာတဲ့အခါဘယ်လိုပဲစန့်ကျင်မှုတွေလာလာခန္ဓာရင်ရှိတယ်နော်ခန္ဓာရင်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောတာတုံးဆိုဣမိအပေါ်မှာဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့စိတ်ဓာတ်ကိုပြောင်းလဲသွားစေနိုင်တဲ့မခံနိုင်လောက်တဲ့အတိုင်းအတာတခုတွေကိုကိုယ်မှာဖြစ်ပေါ်လာလို့ရှိရင်စိတ်အခြေအနေမပြောင်းမဲနဲ့ခန္ဓာရင်ရှိလာ အဲ့ဒီခန္ဓာကြီးရှိတာကိုခန္တီလို့ခေါ်တယ်ခန္တီရဲ့တရားကို ပြောမယ်ဆိုလို့ရှိရင်ဒေါသမဖြစ်တာလဲခန္တီပဲမေတ္တာမပြတ်နေနိုင်တာလဲခန္တီပဲအပြုံးမပြတ်နေတာလဲခန္တီပဲလို့ဒီလိုပြောတယ်ပြန်မပြောပြီမဲ့လို့စိတ်ထဲကဒေါသထွက်နေရင်ခန္တီမဟုတ်ဘူးတဲ့အဲ့ဒါကြတော့အဓိကကစိတ်ထဲက ညီတို့မှပြောင်းလဲခြင်းမရှိပဲနဲ့ပင်ကိုယ်စိတ်အခြေအနေတစ်ခုကိုထိမ့်သိမ်းဆိုင်နိုင်တယ်ထိမ့်သိမ်းထားနိုင်တဲ့စိတ်ဓာတ်အရေးချင်းတစ်မျိုးကိုခန္တီလို့ဒီလိုခေါ်ခန္တီလို့ခေါ်အဲ့တော့ခန္တီရဲ့အဓိပ္ပာယ်ကိုဒီခန္တီရဲ့အဓိပ္ပာယ်ကိုဓမ္မသင်္ကနီပါဠိတော်တပည့်ဓမ္မခொနဲ့ကျမ်းထဲမှာပထမဆုံးကျမ်းလို့နံပါတ်1ကျမ်းလို့ဆိုရတဲ့ တမသင်္ကနီပါဠိတော်မှာတုတ်တမဲဆိုင်ရာတရားတွေကိုထုတ်ဖော်ပြတဲ့အခါခန္တီနဲ့သောရိစဆိုတဲ့တရားနှစ်ခုဆွဲဖက်ပြီးတော့ပြထားတယ်အဲ့ဒီပြတဲ့ထဲမှာခန္တီဆိုတာကိုမိကုံထုတ်ပြီးတော့ရှင်းပြထားတဲ့သဘောလေးမြတ်စွာဘုရားကတတ္ထကတ္တမခန္တီအဲ့ဒီတရားတွေထဲမှာခန္တီဆိုတာဘယ်ဟာလဲ ခန္တီရဲ့အဓိပ္ပာယ်ကိုရှင်းပြခြင်းလို့ခန္တီဆိုတာဘယ်ဟာလဲလို့ဆိုပြီးတော့အဓိပ္ပာယ်တူစကလုံးလေးတွေနဲ့ခန္တီရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုထားတာယာခန္တီခန္ဓာရင်ရှိတယ်ခမဏတာခန္ဓာရင်ရှိတဲ့အရေးချင်းအဓိဝါဒနာတာဘာပဲလာလာတွန်းလံမဖြစ်ဖဲနဲ့အောင်းအီးထားနိုင်တယ်နော်အစ္စန္ဒိတ်က မိမိရဲ့စိတ်ချမ်းသာမှုကိုချမ်းသာမှုကိုဖော်မပြဘူးအောက်အီးထားနိုင်တယ်အနတုရောဘောကျမ်းသာတဲ့စကားနဲ့တုံ့ပြန်ပြီးတော့ပြောဆိုမှုမပြုဘူးလို့ဒါကသိတာတဲ့အတိပ္ပယ်လေးတွေကိုဖွင့်ပြောတာနော်ခန္တီဆိုတာရိုင်းပြတဲ့တုံ့ဆိုတုံ့ပြန်မှုတွေဘာတစ်ခုမှမလုပ်ဘူးလို့ဒီလိုပြောတာနှုတ်နဲ့လည်းမတုံ့ပြန်ဘူးကိုယ်နဲ့လည်းမတုံ့ပြန်ဘူးအဲ့တော့ စိတ်ထဲကသီးပခံမှုဆိုရင်လည်းခန္တီမစစ်ဘူးဒါကြောင့်မလို့နှုတ်နဲ့မတုံ့ပြန်ဘူးချမ်းတမ်းရိုင်းပြတဲ့အမှုရာတွေမပြဘူးဆိုရင်လည်းခန္တီလားလို့ဆိုမဟုတ်သေးဘူးအတ္တမနတ္တစိတ်တတတဲ့ဆိုလိုရင်းအဓိပ္ပာယ်ချတော့နော်အတ္တမနတ္တစိတ်တတတိခဏ်နေဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်လေးဟာပင်ကိုအနေထားမပြတ်ရှိနေတယ်လို့သူတို့ပြောတယ် အတ္တမနဆိုတာသူ့စိတ်တိုင်းသူရှိနေတယ်။ငါကောကအပြုံးမပြည့်စိတ်ကလေးဟာဒီစုံတယောက်ကလားဆော့ကားတော့လေအဲ့ဒီပြုံးရှင်နေတဲ့စိတ်သဘောထားလေးဟာပြောင်းလဲဖောက်ပြန်သွားတာမရှိဘူးတဲ့။အတ္တမနဆိုတာပင်ကိုဝန်တာချီနူးနေတဲ့စိတ်ကလေးဟာဆက်လက်ရှိနေတယ်ထိမ့်သိမ့်ထားနိုင်တယ်။ဒါကိုခန္တီလို့ခေါ်တယ်နော်။အပြောင်းအပြည့်ပြောတဲ့စကားလို့ခန္တီစမနိုင်လို့သိခံရခြင်း၎င်းဆိုတာမျိုးတော့မဟုတ်ဘူးနော်။ တချို့ကသီးခံလိုက်တယ်ဆိုတာကိုမနိုင်လို့အရှုံးပေးလိုက်တာကိုထိပ်ပဲကောက်အဲ့ဒါလို့မဟုတ်ဘူးအပြုံးမပြည့်နေနိုင်တယ်ဆိုလိုတာကစန့်ကျင်မဲ့တွေဘလို့လာလာဒါတွေအတွက်ဟိုနှလုံးသွင်းပြီးတော့စန့်ကျင်မှုတွေမလုပ်ဘူးလို့ဆိုလိုတယ်ကိုပင်ကိုအနေထားလေးကိုထိမ့်သိမ့်ထားနိုင်တယ်ဒီထိပ်ပဲမျိုးကိုပြောတာနော် အဲ့ဒါကြောင့်မို့ခန္တီဆိုတာဘာကိုပြောတာတော့ဆို mental ability စိတ်အရေးချင်းတစ်ခုစိတ်နဲ့ပတ်သက်တဲ့အရေးချင်းလေးတစ်ခုအဲ့ဒီအရေးချင်းကဘာလောက်တာတော့ဆိုပင်ကိုအနေထားတစ်ခုကိုမပြတ်အောင်ထိန်းထားနိုင်တဲ့အရေးချင်းတစ်ခုဒီလိုဆိုလိုတာပေါ့နော်အဲ့တော့သီခာနဲ့ဆိုတာအပြုံးမပြတ်မူလစိတ်အခြေအနေကိုထိန်းသိမ်းထားနိုင်စွမ်းရှိတဲ့သဘောတာခန္တီလို့ အများသိအောင်ပြောတဲ့အခါကျတော့အေးစိတ်အခြေအနေထိန်းထားသည့်အတွက်ကြောင့်ရိုင်းပြတဲ့စကားကိုမပြောဘူးကြံတမ်းမှုတွေကိုမပြဘူးဆိုတာတော့စိတ်အခြေအနေမထိန်းနိုင်ဘူးဆိုလို့ရှိရင်ရိုင်းပြတာတွေလောက်လာမယ်ကြံတမ်းတဲ့စကားတွေကိုထုတ်ဖို့ပြောလာလိမ့်မယ်ဒါမခံနိုင်ဘူးဆိုတဲ့အသေးပဲပြခံနိုင်ပြီဆိုတဲ့အခြေအနေကြတော့ရိုင်းပြမှုတွေကိုလည်းမပြဘူးဒီ ကျန်လန်တုတ်ပြန်ပြီးတော့ကျန်တဲ့စကားပြောဆိုမှုကိုလည်းမလုပ်ဘူးဓာရီမလုပ်တာဘာကြောင့်လို့ဆိုရင်ပင်ကိုစိတ်အခြေအနေကိုထိုင်းသိမ်းထားလို့ပဲလို့သူတို့ပြောတာเนาะဒါကြောင့်မို့ခန္တီဆိုတဲ့တရားအမြဲတမ်းအရေးကြီးတယ်တဲ့မေတ္တာကိုကြာရှည်ထိန်းနိုင်ဖို့အတွက်ဘယ်သူကနေထိန်းပေးတာလို့ဆိုခန္တီရမှာထိန်းနိုင်တာခန္တီမပါလို့ရှိရင်မေတ္တာပျက်စီးသွားတယ်အလွယ်တကူမေတ္တာပျက်စီးသွားတယ် ဒါကြောင့်မို့ခန္တီဟာမေတ္တာကိုထိမ့်သိမ့်တဲ့နေရာမှာတော့အရေးကြီးတဲ့အကြောင်းတစ်ခုဖြစ်တယ်လို့သူတို့ဆိုတာအဲ့တော့ခန္တီဟာလူတော်လူကောင်းတွေရဲ့အင်တာမတ်ကြီးမားတဲ့အရေးချင်းတစ်ခုဖြစ်လို့ရသော်ဘုရားသခင်ကိုရောမြတ်အလောင်းတွေကပါရမီပွားဖြည့်ပြီးတော့ပါရမီပြည့်လာမှဘုရားဆိုတာဖြစ်လာတာလေဒါကြောင့်မို့ခန္တီဆိုတဲ့အရေးချင်းတရားတာမန်အရေးချင်းမဟုတ်ဘူး ို့တွေတွေမရှိသေးရင်ရှိအောင်ကြိုးစားရမယ်လို့ဒီလိုပြောတာเนาะတခါတခါခန္တီဆိုတာတစ်ဖက်သားတွေကကောင်းနေလို့ကိုကခန္တီရှိနေတယ်အောင်ရှိမကောင်းတဲ့ခြားကမှနေတဲ့အချိန်ကျမှခန္တီရဲ့တယုတ်ဟာပိုးထင်ရှားလာเนาะအဲဒီလိုမကောင်းတာတွေဆန့်ကျင်ဘက်တွေနဲ့ကြုံတွေ့တဲ့အခါမှာစိတ်ရင်းရင်သွားတာမရှိအောင်ခန္တီကနေထိမ့်ပေးထားတာလို့ဒီလိုဆိုတယ် ဟောနောက်တစ်ခုကဘာတော့လို့ဆိုလို့ရှိရင်သောရစ္စတဲ့ခန္ဓာသိခံခြင်းဆိုတာခန္တီကိုချင်းတရားကောင်းမွန်ခြင်းကိုချင်းတရားကောင်းမွန်ခြင်းကိုပါဠိလိုသောရစ္စလို့ခေါ်တယ်သောရစ္စဆိုတာသူရတ္တကောင်းမှု၌ပျော်မွေ့တယ်ဆိုလိုတာသူစိတ်ဟာမကောင်းတာလှုပ်ဖို့ဘယ်တော့မှ စိတ်မပါဘူးကောင်းတဲ့အလုပ်လုပ်ဖို့ရအမြဲတမ်းစိတ်ဝင်စားတယ်ကောင်းတဲ့အမှုမှာပျော်မွေ့တယ်လို့ဝိချင်းတရားကောင်းတာပြောတာနော်အဲ့တော့ပါဠိစာပေမှာဒိဗေပြန်ဆိုတဲ့အခါမှာသောရိစံကောင်းသောအမှု၌မွေးလျော်သည်ဖြစ်လို့ဒီလိုပြန်နေကောင်းသောအမှု၌မွေးလျော်သည်ဖြစ်လို့ပြန်တာဟာဘာလဲလို့ဆိုရင်ကိုချင်းသီလကိုထိမ့်သိမ်းတာပဲ။ ဘုရင်သီလကောင်းအောင်ထိမ့်သိမ်းဆောက်ရှောက်တာကိုတော်ရစလို့ဒီလိုခေါ်တယ်လို့အဓိပ္ပာယ်ရ။အဲ့တော့သီခံခြင်းနဲ့ဘုရင်သီလဘုရင်တရားထိမ့်သိမ်းမှုအင်တာမအရေးပါတဲ့အရေးချင်းနှစ်ခုမှုမြတ်စွာဘုရားရဲ့ဒေသနာတော်မှာရွေးမိဘိက္ခဝေဓမ္မာခန္တီစသောရစင်စာလို့ဒီတရားနှစ်ခုတွက်ဖက်ပြီးတော့ဟောထားတာနော်။ဘုရင်သီလ ကောင်းမွန်ခြင်းနဲ့သိခံခြင်းသိခံခြင်းနဲ့ကိုကျင့်သီလကောင်းမွန်ခြင်းဒီနှစ်ခုကအမှန်တမ်းအရေးကြီးတဲ့အရေးချင်းတစ်ခုတဲ့အဲ့တော့ကောင်းသောမှု၌မွေးလျော်ခြင်းလို့ဆိုရဲသောရိစသို့မဟုတ်ကိုကျင့်သီလကိုထိမ့်သိမ်းခြင်းလို့ဆိုရဲသောရိစတရားရဲ့အဓိပ္ပာယ်ကိုဗေမသိန်ဒီပါဠိတော်မှာဘလို့ဖွင့်ဆိုထားတော်လို့ဆိုတတ္ထကတမံသောရိစံသောရိစဆိုတဲ့ သဘာဝတရားဟာဘယ်လိုဟာကိုခေါ်တာတုံးလို့မေးတဲ့အခါမှာမေးပြီးတော့အဖြေထုတ်တဲ့အခါမှာဘာလို့ဆိုကာယီကောအဝိတိတ်ကမောကိုရီးလက်ရောက်ကျွလွန်မှုမလုပ်ဘူးတဲ့ဟောတာဘုချင်းတီလာကိုထိမ့်သိမ့်တာနဲ့သူများတဲ့တတ်ဖို့သူများစခိုးဖို့သူတော်သားမယားပြင်မာဖို့ကိုချင်းတီဘုချင်းတရားနဲ့ဖောက်ဖြတ်တာမရှိဘူးပေါ့ကိုရီးလက်ရောက်ဖောက်ဖြတ်မှုမရှိဘူး ဝါစတိကောအာဝိတိတ်ကမောနှုတ်နဲ့ဖောက်ပြတ်တာမရှိဘူးလိမ်မပြောဘူးမနာပဲပြောတယ်ခုံးမတိုက်ဘူးတုံးနဲ့တူညီညွတ်အောင်သာပြောပေးတယ်ဇဏ္ဏနဲ့စကားကိုမပြောဘူးဟာယောသာရှင်ကျေးစွာပဲပြောတယ်အကျိုးမရှိတဲ့စကားကိုမပြောဘူးတရားလက်လွတ်စကားတွေမပြောဘူးလောက အကျိုးတန်ရာအကျိုးရှိပြီးတော့တရားနဲ့ဆက်ရှင်တဲ့စကားမျိုးကိုသာပြောတယ်လို့ဆိုတာ ဟောတာဝါစတိကောအဝိတ္တကမောပဲနှုတ်နဲ့ပတ်သက်ပြီးတော့လွန်ကျူးဖောက်ပြတ်တာမရှိဘူးကိုယ်နဲ့ပတ်သက်ပြီးစီကံရှိတယ်နှုတ်နဲ့ပတ်သက်ပြီးစီကံရှိတယ်ဟောကိုယ်နဲ့ပတ်သက်ပြီးတော့မလွန်ကျူးဘူးနှုတ်နဲ့ပတ်သက်ပြီးမလွန်ကျူးဘူးဆိုတာကိုတခြားနေရာမှာဘယ်လိုခေါ်တော့ဆိုသီလလို့ပဲခေါ်တာပဲဟောဒါကြောင့်မို့ဓမ္မတိကိနီပါဠိတော်မှာနောက်ဆုံးမှာဏိကုံးဆွဲတဲ့အခါသီလတံဝရော နော်ကိုကျင်းသီလကိုထိမ့်သိမ်းစောင့်ရှောက်မှုဟာတောရိစံတောရိစပဲလို့အဲ့တော့ဒီတရားလေးနှစ်မျိုးဟာအင်တမအရေးကြီးတယ်လို့ဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝမှာဒီတရားနှစ်ပါးကိုမှတ်သားနိုင်ပြီးတော့နေ့စဉ်ဘဝမှာပြည့်ပြည့်စုံအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်။မြတ်စွာဘုရားတရားတော်တွေက나ယူမှတ်သားပြီးတော့ဒီတိုင်းနေရမှာမဟုတ်ဘူး။ နိုင်မှတ်သားပြီးတော့စဉ်းစားရမယ်ဆောင်းထားရမယ်ဆောင်းထားပြီးတော့စဉ်းစားရမယ်စဉ်းစားပြီးတဲ့အခါမှာလိုက်နာကျင့်သုံးမှုပြုရမယ်ဒီလိုဆိုလိုတာနော်ကိုယ့်ရဲ့နေစဉ်ဘဝလိုက်နာကျင့်သုံးသီခံဆိုတာဘယ်တိုင်းတာအထိကိုသီခံတယ်လဲသီခံတိုင်းဇွမ်းနေရှိရခုနပြောတဲ့အတိုင်းသီခံဆိုတာခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂဝိရဏလည်းသီခံရတာပဲယာတိဥရုဒံကိုလည်းသီခံရတာပဲ ကိုယ်ပေါ်မှာရဟန်းဆိုင်ဆိုင်ပြောလာလို့ရှိရင်လည်းသီခံဟောသီခံမှုတွေအဲ့ဒါနဲ့ပတ်သက်ပြီးသီခံကိုချင်းတရားထိမ့်သိမ့်ဆောက်ရှောက်ခြင်းကိုချင်းတရားကောင်းမွန်ခြင်းဆိုတာကိုယ်နဲ့ပတ်သက်တဲ့ကျุလွန်မှုတွေမလုပ်ဘူးနှုတ်နဲ့ပတ်သက်တဲ့ကျุလွန်မှုတွေမလုပ်ဘူးကိုယ်နဲ့နှုတ်ကိုထိမ့်သိမ့်ဆောက်ရှောက်တယ်ကိုချင်းတရားကောင်းမွန်တယ်လို့ဒီလိုပြောတာအဲ့တော့ဒီတရားနှစ်ပါးဟာအပြန်လာအားဖြင့် စိတ်ဓာတ်ကြံ့ခိုင်မှုကခန္တီကိုချင်းတရားကြံ့ခိုင်မှုကတောရစ္ဆာကိုချင်းတရားလည်းကြံ့ခိုင်တယ်စိတ်ဓာတ်လည်းကြံ့ခိုင်တယ်ဆိုရင်ဒါသူတော်ကောင်းဖြစ်ဖို့သူတော်ကောင်းရဲ့အရေးချင်းနှစ်ခုဘုဒ္ဓံနာမှာရောက်ရှိပြီးတော့လာအဲ့ဒါလိုရောက်ရှိလာသည့်အတွက်ကြောင့်ဘာတွေအကျိုးရတုံးလို့မေးကြရှိလို့ရှိရင်တိမခန့်ခြင်းကြောင့်ဖြစ်ပေါ်လာမဲ့ပြဿနာတွေမရှိတော့ဘူး လောကမှာသီလခံနိုင်ခြင်းကြောင့်ဖြစ်လာတဲ့ပြဿနာတွေအများကြီးပဲလေ။တမာအားဖြင့်သီခံလိုက်မယ်ဆိုလို့ရှိရင်ဘာမှမဖြစ်နိုင်တာဘူး။သီမခံနိုင်လိုက်သည့်အတွက်ကြောင့်ပြဿနာတွေအများကြီးတက်လာတယ်။အဲ့ဒီတက်လာတဲ့ပြဿနာတွေနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့အရာတွေအလုံးဟာအဆက်ဖြတ် ပြီးသားဖြစ်သွားတယ်ဟော။သီခံလိုက်တဲ့ဖြင့်အလုံးငြိမ်းသွားတယ်လို့သူတို့ပြောတယ်။ဒါဒီဘဝရတဲ့အကျိုး။နောက်ဘဝတွေကိုမျှော်စရာမလိုသေးဘူး။ အခုသီးခိုင်ရင်အခုပြဿနာတွေငြိမ့်သွားတယ်လို့ဒီလိုပြောတာနော်အခုသီးခံလိုက်တာနဲ့အခုပြဿနာတွေငြိမ့်သွားပြီအခုပဲကုသိုလ်ရသွားဒီလိုဆိုတာသီးမခံနိုင်လို့ရှိရင်ကုသိုလ်ဆိုတာဖြစ်ဖို့အတ္တမခင်းသွားဒါကြောင့်မို့အခုသီးခံအခုကုသိုလ်ရတယ်အခုပြဿနာတွေငြိမ့်တယ်ကိုချင်းသီလကောင်းမွန်ခြင်းအရောရောဟောကိုချင်းသီလကောင်းမွန်ခြင်းဆိုတာ နောက်ဘဝမှာကောင်းအတူတူရောက်တာမရောက်တာအသာစဉ်းစားမနေနဲ့ဒီဘဝတည်းမှာဘယ်လိုကြိုးရှိစဉ်းစားရကိုယ်နဲ့ကျွလွန်မှုမရှိဘူးနှုတ်နဲ့ကျွလွန်မှုမရှိဘူးလို့ဆိုတဲ့ဝိကျင့်သီလကောင်းမွန်ခြင်းကြောင့်ဘာဖြစ်လဲအပြစ်ကင်းတယ်ဘာအပြစ်မှကိုယ်ကလွန်ကျူးတာမရှိဘူးလောကမှာအများနဲ့ပတ်သက်တဲ့လွန်ကျူးမှုကနှစ်ခုပဲရှိဘာလဲလို့ဆိုရင် စိတ်ထဲကဘယ်လိုပဲဖြစ်နေနေနှုတ်ကထုတ်ပြီးတော့မလွန်ကျူးသမျှလူမသိသေးဘူးကိုတိလက်ရောက်မလုံးသမျှလူမသိဘူးနော်လူမသိသည့်အတွက်ကြောင့်အများနဲ့ဆက်ဆံမှုကဘာမှမပြတ်ဘူးပေါ့လောကလူတွေဟာစိတ်ထဲကဖြစ်ပေါ်လာတဲ့အရာကိုစိတ်ထဲမှာဖြစ်ပေါ်လာတာမထိနိုင်တဲ့အတွက်ကြောင့်နောက်ထပ်ထိရမယ့် နှုတ်နဲ့ကိုယ်ကိုလည်းဆက်ပြီးတော့မထိန်လို့ရှင်ဘုရင်တိလာပြပြသွားတာစိတ်ကိုမထိန်နိုင်သေးရင်နေဦးနှုတ်ကိုထိန်ရမယ်ကိုယ်ကိုထိန်ရပထမအဆင့်အနေနဲ့ကိုယ်နဲ့နှုတ်ကိုထိန်ရကိုယ်ကိုနှုတ်ကိုထိန်သိမ်းဆောက်ရှောက်ခြင်းအားဖြင့်ဘုရင်တိလာမပြပြတော့ဘူးကိုယ်ကိုနှုတ်ထိန်သိမ်းဆောက်ရှောက်ခြင်းအားဖြင့်လည်းဘုရင်တိလာမပြစေဘူးဆိုလိုတာကဘုရင်တရားဆိုတာ နှုတ်နဲ့ကိုအမှုကိုထိန်းတာပဲလို့စီကံချက်နဲ့ပြောတယ်စီကံနဲ့လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်ရအေးဒါကြောင့်မို့လို့ဘုရင်တရားကောင်းမွန်ခြင်းဆိုဒီမှာနှုတ်ကိုထိန်းသိမ်းဆောက်ရှောက်မှုနဲ့ကာယကံမှုကိုထိန်းသိမ်းဆောက်ရှောက်မှုဒီနှစ်ခုကိုပဲဆွလို့တယ်လို့ဒါဖြင့်ဒီနှစ်ခုထိန်းသိမ်းဆောက်ရှောက်မှုဟာဒီဘဝမှာဘလို့အကျိုးတွေရအောင်ဆိုတာကိုယ်နဲ့နှုတ်ကို ကိုနဲ့နှုတ်နဲ့မလွန်ကျူးသမျှကလပလုံးလောကမှာအပြစ်ဆိုတာမလာတော့ကြည်လေလောကမှာလောကရဲ့ဒီရာဇောမှုအပြစ်ပဲဖြစ်ဖြစ်တခြားအပြစ်တွေပဲဖြစ်ဖြစ်ဘာနဲ့ကျူးလွန်ကြတာကြောင့်လို့မေးလို့ရှိရင်အပြောနဲ့ကျူးလွန်ကြတယ်အလုံးနဲ့ကျူးလွန်ကြတယ်ဘယ်သူကဖြစ်ဘယ်လိုပြောတာဆိုတော့အပြောနဲ့ကျူးလွန်တယ်နော်လိန်နာဟာအပြောနဲ့ကျူးလွန်တာပဲဆဲတာဟာအပြောနဲ့ကျူးလွန်တာ ခုံးတိုက်တာလည်းအပြောနဲ့ပဲကျွလွန်တာအပြောနဲ့ကျွလွန်သည့်အတွက်ကြောင့်တစ်ဖက်သားကမခံနိုင်တော့ပြဿနာတွေတက်တယ်ပေါ့အဲ့ဒီနှုတ်ကိုထိမ့်သိမ့်လိုက်တာနဲ့တပြိုင်နက်ဒါကနေဖြစ်ပေါ်လာတဲ့အပြစ်ဆိုတာမလာတော့ဘူးကိုတိလက်ရောက်မလုပ်သေးသမျှနဲ့အပြစ်ဆိုတာမလာဘူးဒါကြောင့်မို့နှုတ်ကိုထိမ့်ခြင်းကိုအမှုကိုထိမ့်သိမ့်ခြင်းဖြင့်အပြစ်ခင်းတဲ့ပုဂ္ဂိုလ်အဖြစ်ကိုရရှိတယ်ဒါဒီဘွားရတယ် အပြစ်ကင်းလိုက်တာနဲ့ဘာဖြစ်လဲလူဟာငါမှဘာအပြစ်မှမရှိဘူးဆိုတဲ့လူတယောက်ငါမှအပြစ်ရှိနေတယ်ဆိုတဲ့လူတယောက်ဒီနှစ်ယောက်ဟာဘသူကစိတ်ချမ်းသာမှုရှိတယ်ဆိုအပြစ်မရှိတဲ့လူကစိတ်ချမ်းသာအပြစ်ရှိနေတဲ့လူတယောက်ကငါအပြစ်များသူများတွေသိသွားရင်ဟောစိတ်ထဲမှာတွေးချံပြီးတော့စိတ်ဆင်းရဲနေတတ်တယ်အပြစ်မရှိတဲ့လူတယောက်ကဘာမှ ဒီအပြစ်နဲ့ပတ်သက်တာကိုသူတွေးချံပြီးတော့စိုးရိမ်စိတ်ဖြစ်တာမဟုတ်ဘူးအေးဒါကြောင့်မို့လို့အနဝိသဒုက္ခတဲ့ကိုချင်းတီလာနဲ့ပြည့်စုံလို့ကိုချင်းတရားကောင်းမွန်ပြီဆိုရင်ဒီဘဝမှာရရှိတဲ့ချမ်းသာကအပြစ်ကင်းခြင်းဆိုတဲ့ချမ်းသာကိုရရှိတယ်ဒီချမ်းသာမှုကပဲဆန်ချမ်းသာတာနဲ့မတူဘူးပဲဆန်ချမ်းသာတာကကိုယ်ပဲဆန်သူများခိုးသွားမှာစိုးရသေးတယ် အခုလိုအပြစ်ကင်းတဲ့ချမ်းသာကြတော့သူတို့ပါခိုးမှာတို့ပျောက်ပြက်သွားမှာတို့ဆိုရင်ဆရာဘာတစ်ခုမှမပါတော့ဘူးနော်။ဒါကြောင့်မို့အပြစ်ကင်းတဲ့ချမ်းသာတွေးလိုက်တိုင်းအပြစ်ကင်းတဲ့ချမ်းသာတခုကိုခံစားရပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်နှလုံးဝမ်းသာတယ်၊ချီးနှူးတယ်၊နှလုံးသာရတယ်လို့ခေါ်တယ်။အဲ့ဒီနှလုံးသာရတာကိုအဝိပတိတာရာလို့ဒီလိုပြောတာ။အဝိပတိတာရာနှလုံးသာရမှုရှိတယ် ဲ့တော့နှလုံးသားရတဲ့ပုဂ္ဂိုလ်တရားဟာဘာဖြစ်တုံးဆိုပါမောဇ္ဇကိုကိုချင်းတရားနဲ့ပတ်သက်ပြီးတော့ဝမ်းသာတယ်ဝမ်းမြောက်တယ်ဝမ်းမြောက်တဲ့အခါမှာပိဋိဆိုတဲ့နှစ်သိမ့်မှုတွေဖြစ်တယ်ပိဋိဆိုတဲ့နှစ်သိမ့်မှုဖြစ်လာရင်ဒုက္ခဆိုတဲ့ချမ်းသာဒုက္ခပြရချမ်းသာလာပြီဆိုတဲ့အခါမှာစိတ်တည်ငြိမ်မှုကိုရသမာဓိစိတ်တည်ငြိမ်မှုရသည့်အတွက်ကြောင့်ယထာဘူတညာနာတ္တနာ မမှန်ကန်ကန်မြင်နိုင်တယ်မမှန်ကန်ကန်သိနိုင်တယ်ဆိုတဲ့အနေအထားမျိုးတစ်ခုရောက်သွားတယ်ဟောကိုချင်းသီလာကဒီဘဝထဲမှာထုတ်လုပ်ပေးလိုက်တဲ့အကျိုးအဆက်ဆက်ဒါကနောက်ဘဝဆောင်ရတဲ့ဟာတွေမဟုတ်ဘူးနော်ကိုချင်းသီလာကအခုဆောင်တည်အခုဒီအကျိုးတွေဆက်ဆက်ရလာတာကိုမြတ်စွာဘုရားဟောပြအေးဒါကြောင့်မလို့သီးခံခြင်းနဲ့ကိုချင်းတရားကောင်းမွန်ခြင်းဆိုတဲ့